မြောက်ကိုရီးယားသည်အော်တိုဘာလ10ရက်နေ့ညပိုင်းကပျုံယမ်းမြို့တော်တွင်ပြုလုပ်ခဲ့တဲ့စီးရေးပြအခမ်းအနားတွင်အင်အားပြင်းဆုံးတိုက်ချင်းပြပယ်ထိန်တုံးကြီးကိုပြသခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာဖြတ်တဲ့ KCNA သတင်းအေဂျင်စီကအော်တိုဘာ10ရက်နေ့ကဖော်ပြခဲ့ပါတယ်။ယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားကောင်းဆောင်ခင်ဂျုံသည်ရုရှားကိုစစ်လက်နက်ပစ္စည်းများနဲ့စစ်သားများပေးပို့ကာကူညီပေးနေချိန်တွင်ပျုံယမ်းမြို့တော်မှာမြောက်ကိုရီးယားအာဏာရအလို့သမားပါတီတူထောင်နဲ့နှစ်ပေါင်း80ပြည့်အထိမ်းအမှတ်ဖြင့်စီးရေးပြအခမ်းအနားကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုစည်းပြခန်းနာကိုရုရှားသမ္မတဗလာဒီမာပူတင်၏အနီးကမဟာမိတ်ဖြစ်တဲ့ရုရှားလုံခြုံရေးကောင်စီလက်ထောက်အကြီးအကဲဒီမီထရီမက်ဗီဒက်တရုတ်ဝန်ကြီးချုပ်လီချန်ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲတိုလန်နုတက်ရောက်ခဲ့ကြပါတယ်။ထို့ပြင်စည်းပြခန်းနာတွင်မြောက်ကိုရီးယားရာပြင်းစိုးမဟာဗျူဟာမြောက်နျူကလ িয়ার လက်နက်စနစ်ဟု KCN ကဖော်ပြခဲ့တဲ့ဟန်ဝမ်ဆောင်20တိုက်ချင်းပြပထိန်တုံးကြီးအပါအဝင်မြောက်ကိုရီးယား၏ခေတ်အမီဇုန်လက်နက်အချို့ကိုပြသခဲ့ပါတယ်။ အော်တိုဝါဆယန်းနေ့ညပိုင်းနဲ့ပြုလုပ်တဲ့အဆိုပါစီးပြအခမ်းအနားတွင်ထောင်ထဲချီတဲ့မြောက်ကိုရီးယားပြည်သူများအယောင်သွေးစုံလင်တဲ့ရိုးရဝတ်စုများကိုဝတ်ဆင်ခဲ့ပြီးစစ်တမ်းနဲ့ပစ္စည်းများစီတန်းလှည့်လည်ပြသချိန်တွင်နိုင်ငံတော်အလံများကိုဝေယမ်းခဲ့ကြပါတယ်။ထိုလက်နက်စနစ်များနဲ့မဟာဗျူဟာမြောက်တာဝေးပြုတုံးကြီးများဒရုန်းလွှတ်တင်တဲ့အရင်များမြေပြင်မှဝင်ဟင်ပစ်မြေပြင်ပစ်ဒုံးကြီးများလည်းပါဝင်ခဲ့ပါတယ်။မြောက်ကိုရီးယားအနိုင်မခံအရှုံးမပေးတဲ့စစ်တပ်တွေအခက်အခဲများကိုကြော်လာပြီးတောက်ပွားတဲ့အနာဂတ်ကိုစောလင်စွာစောင့်ကြည့်လိုတဲ့မိမိတို့ပါတီအားထုတ်ကြိုးပမ်းမှုများကိုခိုင်မာစေရန် အမြဲတမ်းလှုပ်ဆောင်ခဲ့ကြောင်းကင်ကမေကုံးပြောကြားခဲ့ပါတယ်။ထို့အပြင်ယူကရိန်းစစ်ပွဲတွင်ရုရှားဘက်မှကူညီတိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများအကြောင်းကိုလည်းကင်ကအရေးမြှုပ်ညင်ညွန်းပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲတွင်ရုရှားဘက်ကတိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သားများအနက်600ခန့်တည်ဆုံခဲ့ပြီးထောင်ထဲချီတဲ့စစ်သားများဒဏ်ရာရရှိခဲ့ကြောင်းတောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။စစ်ရေးပြအခမ်းအနားသည်မြောက်ကိုရီးယားမကုန်ခန်းနိုင်တဲ့ကာဝေးနည်းပညာအလားအလာနဲ့ကမ္ဘာမြောက်ွယ်မပြုတ်နိုင်တော့တဲ့အာအသင့်ွယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုပြသရာရောက်ကြောင်းလည်း KCN ကဖော်ပြခဲ့ပါတယ်။ ယခုနှစ်တွင်တောင်ကိုရီးယားနိုင်ငံတွင်အာရှဖက်စီဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းအဝေးတွင်မြောက်ကိုရီးယားနှင့်အမေရိကန်ကြားဘေးဆွဲတွေ့ဆုံမှုသည်ပြတ်မလာနိုင်ဟုမပြောနိုင်ကြောင်းတောင်ကိုရီးယားကပြောကြားခဲ့ပြီးနောက်မြောက်ကိုရီးယားတွင်စေပြအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်၎င်း၏ပထမတက်တန်းကကင်နဲ့၃ချိန်တွေ့ဆုံခဲ့တော်လဲမြောက်ကိုရီးယားနျူကလ িয়ার စီမံကိန်းနှင့်ပတ်သက်ပြီးသဘောတူညီချက်မရှိခဲ့ပေ